မင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျွန်မရဲ့ Aura Garden Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်မကတော့ Season 32နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်လေးရဲ့အစောထိကိုချီချူအားပေးချင်ပါအောင်နော်ကျမကဖေဖေနဲ့တူတူဂီတာဟောင်းကြီးကိုတီးပြီးတော့ကျမရဲ့ဘွားတွေကိုကုံဆောင်ရင်ကြည်ပြင်းလာခဲ့ပါတယ်။တခါတလေဖေဖေကဂီတာဘယ်လိုတီးရလဲဆိုတော့ကျမကိုသင်ပေးတတ်ပါတယ်။ တမိလေးတွေ့ရမလားအဲ့လောက်ထိမခက်ပါဘူးဟုတ်ပါရဲ့ဒါပေမဲ့တမိတွေ့ကြတော့အဲ့ဒီလိုမဟုတ်ဘူးလေဒီနေ့ကျရင်တမိလေးကအောင်မြင်ကြောကြတဲ့အနုပညာရှင်တယောက်ဖြစ်ရမယ်နော်အဖေကမဖြစ်ခဲ့ပေမဲ့လည်းပေါ့အော်ပပေးဘာဖြစ်တာလဲတမိလေးကျမရဲ့နားထဲကရုတ်တရက်ကြီးဆူးပြီးတော့အောက်တက်လာတယ်ဖေဖေလည်းကျမကိုအမြန်ဆေးရုပ်ပို့လိုက်ရပြီးတော့နောက်နေ့မှာတော့ကျမရဲ့အကြအာယုံပြောင်းဆုံးသွားရပါတယ် ကျွန်မအရန်ကိုသဘောချနှစ်သက်ရတဲ့ဂီတတန်တွေကိုလည်းဘရောမမကြားနိုင်တော့ဘူးပေါ့ဒါပေမဲ့မိဘတွေကကျွန်မကိုလက်အမူအရနဲ့တင်ပြတဲ့အကောင်းဆုံးကြောင်းကိုထားပြခဲ့ကြပါတယ်မာရီယာသမီးလေးကဒီလိုမျိုးတတ်မှပြီးတော့ယက်တီနေပြီးခဲ့တဲ့အတွက်အမေတို့တိတ်ကိုဂုဏ်ယူတာပဲသမီးလေးမကအာသာစတိအများကြီးကိုပိုင်ဆိုင်ထားတယ်နော်ဟုတ်ကြသမီးလေးသမီးလေးကတိတ်ကိုဂုဏ်ယူဖို့ကောင်းတာပဲအံ့ဩဖို့လည်းကောင်းပြီးတော့အဖေအတွက်အရန်ကိုအားအသင့်စေတယ် ကျမလိုမျိုးအခြားအရုပ်ချို့တွဲနေတဲ့တငယ်ချင်းတွေအများကြီးရှိတယ်ဆိုတာကိုကျမသိရတဲ့အကြောင်းကျမအတွက်အားမငယ်တော့ပါဘူး။သူတို့ကလည်းတာမန်ဘွားကိုပဲဖြစ်တန်းနေကြကြတာလေ။ဒါပေမဲ့ကျမအတွက်အသက်နှစ်နှစ်ပိုကြီးတဲ့ကျမရဲ့အမ Jasmine ကတော့ဒီလိုမတွေးခဲ့ပါဘူး။တမီးကတော့တခြားအိမ်မှာပြောင်းပြီးတော့နေသင့်ပြီထင်တယ်။ဘာလို့ဆိုဒီအိမ်ကလူတွေအလုံးကမရီယာကိုပဲကြည့်နေကြတာ။တရားကြတာဆိုရင်ပြပွဲမှာကျမပါဝင်ထားပြီးတော့မိဘတွေကိုတက်ဖို့အတွက်ဖိတ်နေခဲ့ပါတယ်။ Jasmine ကစပြီးတော့ပောက်ကွဲပါတော့တယ်။ ဘာလို့ဆိုအဲ့ဒီတနေ့တည်းမှာပဲသူ့ရဲ့တင်းနစ်ပွဲလဲရှိနေကြတာကြောင့်ဖြစ်ပါတယ်။ကောင်းပြီအမေကမရရရဲ့အကြောင်းကိုသွားလိုက်မယ်။သမီးရဲ့အဖေကတော့သမီးစီလာပေးလိုက်မယ်နော်သမီး။မိမိကသမီးရဲ့ပွဲတွေကိုဆိုဘယ်တော့မှမတက်ခဲ့ဘူးမလား။ကောင်းပြီလေအဲ့ဒါဆိုလဲအမေကသမီးရဲ့ပွဲကိုလာပေးမယ်။အဖေကတော့မရရရဲ့ပွဲကိုလွှတ်လိုက်မယ်နော်။အဲ့ဒါပဲလေဖေရိုမီရိုနီယားစလုံးကမရရရဲ့ပွဲကိုပဲကြည့်ချင်နေကြရမလား။ပြတော့သူကကျမရဲ့တဲလက်ရှူမှာတိခတ်ဖို့လောက်ထားတဲ့ဂီတာကိုရိုက်ခွဲပြီးတော့ချုပ်ပစ်လိုက်ပါတယ်။ ကျမလည်းအရန်ကိုဒေါသတွေထွက်သွားပြီးတော့သူ့ပုံကိုခေါင်းအုပ်ပစ်လိုက်တယ်။ဖေဖေကကျမကိုလှမ်းဆွဲလိုက်ပြီးတော့အဆိုးအဆုံးသောစကားတစ်ခုကို ပြောလိုက်ပါတယ်။သူဒီလိုဂီတကိုချိုးပစ်လိုက်တာကပိုကောင်းမှသေးတယ်။ဘာလို့ဆိုတော့တမီးလေးကဂီတပညာရှင်ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူး။အဲအကြောင်းအဲ့ဒီအိမ်မက်ကိုမေးလိုက်ပါတော့။ဟုတ်ပြီလား။ဂီတပညာရှင်ဆိုတာကနားထောင်ပြီးတော့ပဲဖြစ်လာတဲ့အရာမျိုး။ပြီးတော့တမီးကတော်လိုက်ပါတော့။မရာယာတမီးလေးအမေနဲ့အတူလမ်းသွားရှောက်အောင် ကျွန်မထွက်သွားခဲ့ပေမဲ့ဖေဖေကိုတော့နားမလည်တဲ့အခြေအနေကြီးနေခဲ့ပါတယ်အဲ့ဒီချိန်ကလေးကစပြီးတော့သူနဲ့ကျမရဲ့ဆက်ဆံရေးကတမျိုးပြောင်းလဲသွားခဲ့တာပေါ့မနေ့ကျမလေကားဘော်ကဆင်းလာတဲ့အချိန်မှာဖေဖေကသူ့ရဲ့ CD ချက်တွေကိုထုတ်ကြည့်နေပါတယ်အဲ့ဒီ CD တွေအလုံးကကျမနဲ့ဖေဖေတို့အတူတူတိခတ်ထားတဲ့ CD တွေဖြစ်တယ်ရှင်ဒီလိုလောက်တာနည်းနည်းတော့များတယ်လို့မထင်ဘူးလားတချင်းရဲ့ notes တွေကိုမကြားနိုင်မှတော့ဘလို့လုတ်ပြီးတော့သူကဂီတပညာရှင်ဖြစ်လာတော့မှလည်း ဒါပေမဲ့ပပရဲ့တမီတည်ယူနိုင်ပါရဲ့တမီနားထောင်ဖို့အတွက်ညီလာတော်ရှိမှာပါဒါတွေကတမီရဲ့အပြစ်မဟုတ်ပါဘူးဒါပေမဲ့ဒီလိုဖြစ်ဖို့ပြစ်လာစေခဲ့တဲ့အကြောင်းတရားတွေပဲလေအဲ့ဒီအချိန်မှာကျမအမကအခွင့်ကောင်းယူပြီးတော့ကျမညာကိုဝင်ယူတာပေါ့ပပတမီလည်းဂီတကိုချစ်ပါရဲ့နင်ပါရပြောနေရလဲနင်မဲ့ဂီတကိုမုန်းခဲ့တာမဟုတ်ဘူးလားဘလိုပဲဖြစ်ဖြစ်ငါကနှစ်ထပ်ပို့ပြီးတော့ဂီတကိုအကောင်းဆုံးလုပ်နိုင်တယ်ဖေဖေတမီးကိုကြည့်ပါဦးတမီးကသူ့ထက်လည်းပိုလှတယ်မလား နှစ်ယောက်လုံးကိုခန်းထဲကိုကိုပြန်ဝင်သွားလိုက်ကြတော့နောက်ထပ်လာအနေငယ်လောက်ကတော့ကျမတို့အနောက်ရှက်ဖြစ်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်အခွင့်အရေးရတဲ့ချိန်တိုင်းသူကပပိရဲ့အသေးကြော်လေးဖြစ်သွားပြီဆိုပြီးတော့ကျမကိုလှောင်ပြောင်နေတတ်ပါတယ်အဆိုးဆုံးကဘာလဲသိလားကျမရဲ့နာကြာကရိယာလေးကိုရှူရှူပြီးတော့အမိုက်ပုံတွေကိုလှုပ်ပြတာပဲပြီးရင်တခြားနေရာတွေမှာရှောက်ပြီးတော့ဖွက်ထားသေးတယ်တင်းရစားတော့ကျမဒီမခံနိုင်တော့တဲ့အဆုံးအနားယူချိန်မှာသူ့ကိုသွားပြီးရင်ဆန်လိုက်ပါတယ်အချစ်မကောင်းတဲ့ကြက်စုံမှာ ငါရဲ့နာကြကြရအခုချက်ချက်ပြပေးစမ်းဟမ်နင်ပါပြောတာလဲငါမကြားရဘူးနော်ထပ်ပြောပါအောင်သူကတော့တိတ်ကိုရဲစရာကောင်းတယ်လို့တွေးနေတာကျမကတော့အစ်လိုမတွေးနိုင်ဘူးဟဲငါ့ကိုလှစမ်းကဲကြပါအောင်တရရောက်ကျမကနာကြကြရလေးကိုပြန်ပြီးရလိုက်တဲ့အချိန်မှာတော့ကျမတို့ဘေးနားမှာလူကြီးတွေဝိုင်းနေတာကိုသတိထားမိလိုက်ပါတယ်ကလေးမဟိုကလေးမကိုလှုပ်လိုက်စမ်းပါဘလို့တော့ရိုင်းဆိုင်တဲ့ကလေးလဲနာကြကြရမပါတဲ့ကျမအတွက်တော့သူတို့ဘာပြောနေလဲနားမလဲပါဘူး ဖြစ်တနာတက်နေပြီဆိုတော့ကိုတော့ကျမခန်းစားမိလိုက်ပါရယ်နောက်ဆုံးကျမကျမရဲ့ပခုံးပေါ်မှာလူတစ်ယောက်ကလာပြီးပုတ်လိုက်တယ်အဲဒီကောင်လေးကိုတစ်ခါမှမတွေ့ဘူးခဲ့ပေမဲ့သူကအရင်ကြည့်ကောင်းနေပါရယ်ပို့ပြီးတော့အရေးကြီးတာကဘာလဲသီလားသူကလက်ဟန်ချင်းဘာသာစကားကိုတက်ကြွနေတာမင်းရှင်ပြည်လားငါကုနာကအားလုံးမြင်ပြီးပါပြီငါနဲ့မရဤတက်မှာငါလဲအကလာဟူမာကနေပြောင်းလာခဲ့တာပြီးတော့ဒါကနေ့ရက်ကရိယာလေးဖြစ်မဲ့ထင်တယ် ကျမရဲ့နာကြားကြရလေးကိုသူပြန်ပြီးပေးလိုက်တဲ့အချိန်မှာအီတန်ကကဘာပေါ်မှာအကောင်းဆုံးသောသူလို့ကျမတွေးခဲ့တာအမှန်ပါပဲ။သူ့လက်ကလေးကကျမနာနာကိုရှောက်သွားတော့ကျမလည်းရှောက်သွားခဲ့တာပေါ့။ဒီမှာပါ မင်းပို့ပြီးအဆင်ပြေသွားရမလား။ကျမကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျမအမကတော့ရိုင်းဆိုင်နေမလား။ငါ့မှာလည်းအိမ်မှာအဲ့ဒီလိုညီမလေးတယောက်ရှိတယ်။ချီရတာငါတို့နှစ်ယောက်မှာတူညီတဲ့အချက်တွေရှိတယ်ထင်တယ်။တူညီတဲ့အချက်ကနည်းနည်းနော်မဟုတ်တာကိုကျမနောက်ပိုင်းမှာသိလိုက်ရပါရဲ့။ အီတန်တို့အိမ်ကိုရောက်သွားတဲ့အချိန်မှာအီတန်ရဲ့အဖေရောအမေရောကကျမလိုမျိုးနာကြားကြရလေးတွေကိုတတ်ထားနေရတာကျမသတိထားမိလိုက်ပါတယ်။အီတန်ကလည်းသူတို့နားလည်စေဖို့အတွက်လက်ဟန်ရှင်ဘာသာစကားကိုပြောပြီးတော့သုံးနေရပါတယ်။ဘလိုရောင်ချုံမြိန်နဲ့ကောင်းလေးလဲသူခန်းထဲကိုဝင်သွားတဲ့အချိန်မှာထပ်ပြီးတူညီတဲ့အချက်တွေရှိနေပြန်တယ်။အီတန်ကကျမလောက်ညီပါကိုပဲဂီတကိုချင်းမြနိုးတဲ့သူပါ။သူအခန်းကြီးကလည်းမသိရင်စတူဒီယိုကြီးကြောင်နေရပဲ။ကျမတီးတဲ့မြအယ်ဘန်နီအလုံးက သူ့အခန်းထဲမှာရှိနေပါတယ်။ကျမနဲ့ဖေဖေနားထောင်ခဲ့ဘူးတဲ့တချင်းတွေရောပဲ။နင်ရောတချင်းတွေကိုသဘောကျတာလား။ငါကတချင်းတွေကိုတိတ်သဘောကျတာပေါ့။ဒါပေမဲ့ငါညမလေးကငါတချင်းတွေကိုဖန်တီးနေတဲ့အချိန်ကြီးဆိုရင် तू ကလိုက်ပြီးနှောက်ရှက်နေတတာ။ငါလည်းတချင်းတွေကိုချစ်မြတ်နေရတဲ့သူတယောက်ပါ။ဒါပေမဲ့မိသားစုဝင်တွေကသဘောမကျတော့ငါအတွက်ပြဿနာတစ်ခုဖြစ်နေတယ်။ကဲပါငါတခြားအားတွေလိုက်ပြအောင်မယ်။ကျမအစကတော့မအံ့ဩပဲ။အီတန်ကကျမပြောတာတက်ပိုးပြီးတော့အံ့ဩဖို့ကောင်းနေပါရဲ့ တကယ်ကြောင့် Spotify မှာနာမည်ကြီးတဲ့သချင်းတွေကသူဖန်တီးခဲ့တဲ့သချင်းတွေဖြစ်နေတာကိုကျွန်မသိလိုက်ရပါတယ်။ဒါဆိုရင်သူကနာမည်ကြီးတဲ့သူတယောက်တော့ဖြစ်နိုင်သေးတာ။ဘာကြောင့်လဲသူညီမကဒါကိုခွင့်မပြုလဲဆိုတော့ကျွန်မလည်းနားမလည်နိုင်ဘူးဖြစ်နေတယ်။ငါညီမက TikTok star တယောက်လေ။သူကဖို့သချင်းတွေကိုငါ crime ဖန်တီးပေးခဲ့တာ။ပြီးတော့ငါမိသားစုဝင်တွေကလည်းသူ့ကိုစူပူပြီးတော့ချစ်ကြတာ။အဲ့ဒါကြောင့်ပါ။ဒါပေမဲ့ TikTok လို့ဗီဒီယိုအတွက်နေ့ရက်အရေးချင်းတွေအသုံးချပြလိုက်ဖို့ကအရှမ်းနှမျိုးဖို့ကောင်းနေရမလား။ ပြီးတော့ရုတ်တရက်သူကြောက်နေပါတယ်။မဖြစ်ဘူး။ငါညမပြန်ရောက်လာပြီ။မြေဒီမှာရောက်နေရကိုလည်းသူသဘောချမှာမဟုတ်ဘူး။အဲ့ဒါကြောင့်မင်းလည်းသွားလိုက်ပါတော့။ကျမနင်းနေတော့ကြိုးရင်းနေပါတယ်။သူ့မိမတွေကိုတော့ကျမဆုံပြီးသွားပြီလေ။ဘာဖြစ်လို့သူ့ညမကိုကျမကကြောက်နေရမှာလဲ။တိတ်မကြခင်မှာကျမဘာကြောင့်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ Hey Anna သူကမရယာလို့ခေါ်တယ်။အိုးကောင်းတာပေါ့။နောက်ဆုံးတော့အဖေတို့မိတို့ကအင်ဘော်ကိုခန့်လိုက်ပြီပဲ။ နားထောင်တော့ငါအခုရေချိုးမယ်ရေပူလေးနဲ့ပဲချိုးမယ်ပြီးတော့ရင်တော့ဟော့ကူကူကလေးတစ်ခွက်တောက်မယ်တောက်နေရင်လည်းတစ်ခါရေးပေါင်းတင်မယ်နော်ငါတော့ ready လုပ်ထားပြီဒါပေမဲ့နင့်မျက်နှာကအသားရေချောင်းနေပြီသားဆိုတော့ Facebook ကလည်းဘာမှမထူးထင်နဲ့နော်နီးယားငါ့ကိုဘလို့ပြန်ပြောရတာလဲငါကတော့နင့်ကိုလူလို့ပဲမြင်တာပါဘာကြောင့်ငါကပြန်ပြီးတော့မပြောရရမှာလဲနင့်ကဘာဖြစ်နေလို့လဲဖေဖေသူ့ကိုအခုချက်ချင်းအလုပ်ဖြစ်ပြလိုက်ငါကအလုပ်လုပ်တဲ့သူမှမဟုတ်တာကြောင်တက်နေရလေ ကောင်းပြီလေဒီလိုဆိုရင်လည်းနင်ငါတက်တဲ့ကြောင်ကိုလိုက်မတက်မိစေနဲ့နော်။ဘာလို့ဆိုရင်ငါကအဲ့ဒီကြောင်ရဲ့ဘီယံမနေရာကိုယူမှာမလို့။ပြီးတော့နင်ဘွားကိုလည်းဝမ်းနေနေအောင်လို့လုံနိုင်ဆွဲရှိတယ်။ဘလိုပဲဖြစ်ဖြစ်ပါနင်ကိုလာလဲခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။နင်ရဲ့မိဘတွေကလည်းအရန်ချစ်ဖို့ကောင်းကြပါရဲ့။အန်နာကအဲ့ဒီခရေကကျမနဲ့ရန်စားဖြစ်ချင်နေရဲ့ဆိုတာသိရပါရဲ့။ဒါပေမဲ့ကျမကတော့သူ့ကိုဂီးမဆိုင်ဖဲနဲ့ထွက်လာခဲ့တယ်လေ။ မတွေးထမိတာတခုကတော့အန်နာကဒီလောက်ထိညစ်တီးညစ်ပတ်ကိုလုံးမဲ့သူမတွေးထခဲ့တာနောက်တနေ့ကျတော့ကျမကြောင်းရောက်လာတဲ့အချိန်မှာအန်နာကဂျက်စမင်နဲ့တူတူထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်နေရလဲဆိုတာကိုသိရဖို့နဲ့ကျမရဲ့အမလိုရုံမာတဲ့သူကဒီလိုမကောင်းတဲ့သူနဲ့ထပ်ပြီးတော့ပေါင်းနေရလဲဆိုတဲ့အကြောင်းကိုသိဖို့အတွက်ကျမလည်းသူ့ရဲ့နားကိုသွားလိုက်ပါတယ်။အိုးကြည့်ပါဦး။ကျောင်းမလေးရောက်လာပြီလားမသိဘူးနော်။ညစ်တီးအင်ဂျီတွေကိုဖယ်ရတာလဲဂျက်စမင်။ပြီးတော့ဘာဖြစ်လို့ဒီမှာထိုင်နေရလဲ။ အေးစိတ်သွားဆက်မှာဟာနင်ကအရှက်မခွဲလို့မရဘူးလားငါ့ရဲ့တငယ်ချင်းအစ်တွေကငါ့ကိုဒီအင်ကြီးအစ်လေးဝယ်ပေးထားတာလေဘာဖြစ်လို့လဲတငယ်ချင်းအစ်တွေဟုတ်လားဟုတ်တယ်လေအရှမ်းမိုက်တဲ့တငယ်ချင်းအစ်လေးတွေပေါ့ငါနဲ့ကိုပြောခဲ့တာပဲဒီလိုစင်းရတဲ့မြို့မှာမိုက်လာပါချည်ရဲဆိုတဲ့သူတွေထက်ငါကပို့ပြီးတော့မိုက်ပါတယ်လို့အခုတော့နင့်အမကအရှင်းသိသွားပြီထင်တယ်ဒါအောင်ပထမဆုံးတည့်ရပဲရှိသေးတယ်နော်ငါမှရှားလိုက်တဲ့တငယ်ချင်းတွေကအနည်းတစ်ပေါ်အလုံးစားရတဲ့တငယ်ချင်းတွေထက်ပို့ပြီးတော့များနေပြီဟာ င်းဘာသာတငယ်ချင်းပနေရောက်ရှိရှိငါကင်းမဆိုင်ဘူးငါ့မှလည်းဝေးနေပါညလူလူမျိုးကဒီလို iPhone မကင်နိုင်မင်္ဂလာငါသိပါတယ်ဒါပေမဲ့ဒီလိုနိုင်ငံအသေးလေးမှာငါက TikTok star တယောက်ဖြစ်နေပြီးတော့နာမည်ကြီးဆုံးဖြစ်နေမှာကိုနေသိထားရမယ်နော်ပြီးတော့ငါကလူချင်းသမျှအားလုံးကိုလည်းအရှာယူနိုင်တယ်ပြီးတော့နေ့ရက်အမှလည်းပါတာပေါ့ဟဟကျမရဲ့ဒေါသရဲ့ထွတ်ထိတ်ကိုရှောက်သွားပြီးတော့ကျမအန်နာဘော်ကိုခုန်တက်လိုက်ပြီးသူ့နောက်ကနေတက်ထိုင်နေလိုက်ပါတယ်။ Jasmine သူတို့ကနှစ်တော်မကောင်းတဲ့သူတွေနော် အဖေနဲ့မေတီသွားရင်လည်းသူနဲ့တွဲတာကိုကြိုက်မှာမဟုတ်ဘူးဟာမရယာညတကယ်ရှက်ဖို့ကောင်းတာပဲအဲ့နောက်ကသာဒီเจ้าမှာငါ့ကိုနားလဲပေးနိုင်ဆုံးသူတယောက်ဒီမျိုးတွေကပုံမှန်မဟုတ်တဲ့သူတွေနဲ့တူတူနေရတာဘလောက်တောင်ခက်ခဲလဲနေမသိပါဘူးကျမတို့မိဘတွေကဒီလိုအတွေ့အဝင်ပို့အတွက်ကျမတို့ကိုဘယ်တော့မှမတင်ထားခဲ့ပါဘူးကျမရဲ့အမအပေါ်အန်နာရဲ့လွှမ်းမိုးမှုတွေရောက်နေတဲ့စကားကိုကျမသိလိုက်ရပါတယ်ငါသာနေနေမှာဆိုရင်သူ့ကိုတယောက်တည်းအေးစီပေးနေလိုက်တယ် ငါကတော့သူ့ကိုငါ့ရဲ့နောက်လိုက်တယောက်ဖြစ်အောင်လို့ငါကလုပ်ရမှာပဲဒါပေမဲ့သူ့ကိုတော့မှငါ့စီတင်ခြင်းဖြစ်ဖို့အတွက်အရင်ဆန်းသက်ခံလုပ်ရသေးတာအဆန်းသက်ခံထဲမှာအောင်မြင်မလားမအောင်မြင်မလားကရှိသေးတယ်ဟာကဲပါကောင်းရအောင်မင်းကလေးတို့ကျမတို့ရဲ့ရွေးချယ်မှုကို တားဆီးလို့မရခဲ့ပါဘူးဒါကြောင့်ကျမရဲ့ရွေးချယ်မှုကိုတော့ကျမလုပ်ရအောင်မယ်ကျမအီတန်ရဲ့အချိန်ကုန်ဆုံးနေရတာကိုသဘောကျပါရယ်။ဒါပေမဲ့နောက်ထပ်တစ်ခုကျမမှလုပ်ဆရာရှိနေပါရယ်။အီတန် ရှင်ရဲ့ညမလေးကိုရှင်ဗီဒီယိုလေးဘလို့လုပ်ပေးလဲဆိုတာကျွန်မသိချင်လိုက်တာကျွန်မကိုပြလို့ရလားရပါပေါ့ဤတန်ကနိုင်ပေါင်းမြောက်စွာလောက်သချင်းတစ်ပုဒ်ကိုထိုင်ပြီးဖန်တီးလိုက်ပါတယ်ဤတန်ရေချိုးခိုင်းတဲ့ကိုဝင်သွားတဲ့အချိန်မှာ အနာတီဆိုမဲ့သချင်းရဲ့ဗီဒီယိုလေးကိုကျွန်မနည်းနည်းလေးပြောင်းလိုက်ပါတယ်နောက်တစ်မိနစ်အောက်ဟစ်ပြီးတော့ကျွန်မအမကအခန်းထဲရောက်လာတဲ့အချိန်မှာတော့ကျွန်မရဲ့အစီအစဉ်အလုပ်ဖြစ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်ဟဲ့ရှိပါဦးအနာရဲ့ဗီဒီယိုမှာအားလုံးကဝိုင်းဆဲထားကြတယ်ဟုတ်လား အဲ့ဒီဗီဒီယိုကိုဘယ်သူဖန်တီးလိုက်လဲဆိုတာငါသိချင်နေတာနေသူရဲ့ဗီဒီယိုကိုဒီလိုသွားမလုပ်သင့်ဘူးလေအခုနေ့ရလောက်ရကြအီတန်တယောက်ဘာပြဿနာဖြစ်သွားပြီလဲဆိုတာနေသိရလားဘာဖြစ်လို့လဲအနာကအိမ်မှာအီတန်ရဲ့ပစ္စည်းတွေအလုံးကိုလွှတ်ပစ်ခိုင်းနေတာပါပို့ပြီးတော့ဆိုရာကမိသားစုတစုလုံးကိုအဖြစ်ပေးတဲ့အနေနဲ့ဆိုပြီးတော့တခြားမျိုးကိုပြောင်းရွှေ့ခိုင်းနေပါတယ်အီတန်ချစ်ရတဲ့အရာတွေကိုဆုံးရှုံးသွားခဲ့တာကြောင့်ကျမတို့အတွက်ပြန်ပြီးတော့လက်စားရှိပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့ကျမအီတန်ကိုမြင်လိုက်ရတဲ့အချိန်မှာ ူခြံထဲမှာအရန်ကိုဝမ်းနဲ့ကြည်ခွဲဖြစ်နေပါဗျ။သူရဲ့ကရိယာလေးတွေအလုံးကလည်းပြက်စီးပြီးတော့အစစ်စစ်မှုမှဖြစ်နေတယ်။အန်နာကတော့သူ့ကိုသူပြန်ပြီးဆုံးမနေပြီးတော့ဂျက်စမင်ကလည်းသူနဲ့တူတူရှိနေပါဗျ။မြမနဲ့လာမရှိဖို့အတွက်အကိုဒီလောက်ဆိုရင်သင်္ကန်းဆိုင်ရောက်တော့ပြီးထင်တယ်။နေရနေ့ကိုနေဘယ်သူလို့ထင်နေရလဲ။ငါကဒီမျိုးရဲ့ဘီယင်မဖြစ်မဲ့သူလေ။ဟာဟာ။အခု နေငါရှိမှချက်ချင်းမဲ့တူထလိုက်။အဲ့ဒီလိုဆိုရင်တော့နေတင်ငယ်ချင်းလေးရဲ့တချင်းခွေတချို့ကိုငါချမ်းပေးထားမယ်။ ကျွန်မဒီစကားကိုပြောခဲ့ဘူးဆိုရင်တော့သူ့ကိုထပ်ပြီးတော့နဗန်လုံးမိနေမယ်ဆိုတော့ကိုကိုကိုတည်နေပါဗျ။ကောင်းပြီလေ။ဒါဆိုရင်နင်နဲ့ငါနဲ့စင်ခေါ်ကြမလား။ပြိုင်ပွဲတစ်ခုပြိုင်ကြမယ်။ရှုံးတဲ့သူကကတုံတုံကြီးဘလို့လဲ။အန်နာနင်မဲ့သူ့ကိုအနိုင်ရမှာနော်။ချပေါဟာငါဘက်သူ့အနိုင်မှာလေ။ပြိုင်မဲ့ category ပြင်နဲ့ပတ်သက်ပြီးတော့နင်မဲ့ရွေးလိုက်လို့ရတယ်။ဟုတ်လား။ဒါဆိုရင်တော့ဂီတကိုပဲရွေးလိုက်မယ်နော်။ နေ့ရက်မကြားနိုင်တဲ့စွမ်းရည်နဲ့ငါ့ကိုနိုင်ရအောင်လုပ်လို့ကြည့်ပါလားတကယ်တော့ကျမကတချင်းတွေကိုမကြားနိုင်တာကနှစ်တည်းအများကြီးကြာနေခဲ့ပါပြီဒါပေမဲ့ကျမတို့ကိုအနိုင်ပေးလိုက်ပြီးတော့ကျမဘော့ကိုဖျက်ဆီးစေဖို့အတွက်အဖြစ်မခံနိုင်ပါဘူးအဲ့ဒီညနေကအီတန်ကိုကျမအိမ်မှာခဏလောက်နေခွင့်ပေးဖို့အတွက်မိဘတွေကိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဂျက်စမင်ကတော့ခြေရက်ကချက်ပြီးတားပြန်ပါတယ်ငါကတော့ညီတို့တွေကိုအိမ်မှာနေခွင့်မပေးနိုင်ဘူးဖိဖိသိရလား ဒီလိုရှုံးသမားတွေကို challenge ရှုံးမှာခွင့်ပြုထားလိုက်လို့ရှင်တမီးတို့မိသားစုအတွက်ပို့ပြီးတော့ရှက်ရှက်ကောင်းတာတွေဖြစ်လာလိမ့်မယ်နော်တမီးလေးတမီးရဲ့အမပြောတာမှန်တယ်တမီးကတချင်းရဲ့ notes တွေကိုမမှတ်နိုင်တာမဟုတ်ဘူးတမီးလုံနိုင်ပါတယ်တမီးနီးလန့်ရှာရမှာပေါ့တခြားသူတွေထပ်ပို့ပြီးတော့ဘယ်လိုလုံနိုင်လဲဆိုတာကိုတမီးကိုယ်နီးလန့်ရှာပြီးတော့လုံမှာပါကောင်းပြီလေဒါဆိုလဲနောက်ဘေးမှာသွားပြီးတော့နေရှာပေါ့ ဤတရပစ္စည်းတွေအလုံးကပျက်စီးနေကြတာကြောင့်ဆွဲရပြိုင်ပွဲအတွက်ကျမတို့မှာ300ဆရာပစ္စည်းတစ်ခုမှရှိမနေပါဘူး။ငါတို့လက်လျှော့လိုက်ရင်ကောင်းမယ်ထင်တယ်နော်။အန်နာကိုတချင်းဆိုပြန်ပြီးတော့အနာယူဖို့အတွက်ကဘလို့မှဖြစ်နိုင်ဘူးလို့ထင်တယ်။သူကငငယ်လေးတွေကလေးချင်ထားကြတာ။စိတ်ကိုထည့်ပြီးတော့လှုပ်ကြည့်ကြအောင်ပါဟာ။ကျမအိမ်မှာတော့မှဘလို့မှကျမနေစရာနေရာမရှိနေပါဘူး။ Jasmine ကတချင်လို့ကျမတို့ကိုလိုက်ကြည့်နေရလေ။ပိုပြီးဆိုတာပါလဲတိတာ။ ရှိပိုက်ကောင်းကုတ်ပေါ်ဖွင့်လိုက်ပြီးတော့ကျမတို့နေတဲ့ကြဲကိုပျက်စီးသွားအောင်လို့လုပ်သေးတာ။ဒါကြောင့်မင်းနောက်တနေ့ကျတော့ကျမတို့လည်းအရှုံးပေးဖို့အတွက်ဆင်သင့်ဖြစ်နေပါဗျ။ကျမရဲ့တုံးအားတဲ့အတွေးတွေကြောင့်ဒီအလောင်းအစားကိုလုံးမိသွားတယ်။ကျမကြောင့်နဲ့အားလုံးရဲ့ဘဝတွေကပြောင်းပြန်ဖြစ်ကုန်ကြလိမ့်မယ်။ကဲပါငါတို့သုံးလို့ရနိုင်တဲ့ပစ္စည်းလေးတွေကိုတော့တင်ထားလိုက်ကြတာပေါ့။ရှုပ်တရက်ကရိယာတွေကိုကောက်လိုက်တဲ့ချိန်မှာကျမစီမှာအံ့ဩမှုတစ်ခုဖြစ်လာတယ်။ဝိုးနင်အဲ့ဒီတန်ကိုကြားနိုင်တာလား။ ီးတော့ကျမဒီခလိုက်တဲ့ဂီတတန်ကလည်းတခြားကဘာကိုရှောက်သားတယ်လို့မျိုးကိုခန်းစားလိုက်ရတာနင်းကနာကြာကရိယာကိုပါဖြုတ်လိုက်တာလားဟုတ်တယ်ဟာငါအဲ့ဒါကိုတော့ကြားနေနိုင်တယ်ဒါဆိုရင်တော့ငါတို့သုံးလို့ရမယ့်တနည်းရှိမယ်ထင်တယ်ဤတန်ကကွန်ပျူတာနဲ့ချိန်ကြည့်လိုက်တဲ့အခါမှာတော့ကျမတို့တခါမှမကြဘူးခဲ့တဲ့ PSC ဂီတတန်လေးထွက်ပေါ်လာတဲ့စကားကိုကျမခန်းစားမိလိုက်ပါတယ်ဂီတတန်ကိုဖန်တီးပေးတဲ့အချိန်မှာတော့မမေ့ကူအောင်ပြလိုက်ကြသေးတယ် ဒီလိုသားဆိုရင်တော့သမီးတို့ကစောရည်ပြိုင်ဖို့ကိုအနားရတော့မှာပဲသမီးကိုအမြဲတမ်းယုံကြည်ပေးကြရတဲ့ကျေးဇူးတင်ပါတယ်မမေလုံးမနေချပါနဲ့ကွာအဲ့ဒါကတကယ့်ဂီတတန်အစစ်မှမဟုတ်တာတကယ့်ဂီတတန်အစစ်ဆိုတာကတူရီယာပါကူပါရတယ်ကျမမသိလိုက်တာကတော့ Jasmine ကကျမရဲ့ဂီတတန်တွေကို recording လုပ်ပြီးတော့မှတ်ထားနေရစွာကိုပါပဲအန်နာကတော့သူ့ရဲ့နောက်မှာတချင်းဆိုပြီးကူညီပံ့ပိုးပေးမဲ့သူတွေအပြည့်ရှိနေပါတယ် ကျမကတော့ laptop လေးတစ်လုံးနဲ့ပဲကျမစူးစမ်းနေသည်။အရာကိုလောရမှာဖြစ်ပါတယ်။ရှုံးမစခင်မှာအီတန်ကကျမစီရောက်လာပြီးတော့ကျမလိုအပ်နေတဲ့ယုံကြည်မှုတွေကိုကျမကိုအပြည့်အဝပေးလိုက်ပါတယ်။နင်ကတကယ်တော့ငါတွေ့ဘူးသမျှရဲမှာအရေးချင်းရှိဆုံးသောသူတစ်ယောက်ပါပဲဟာ။ပြီးတော့ငါဘက်ကရွှေ့တီပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ငါ့ကိုလည်းယုံကြည်ပေးကြတဲ့အတွက်ပေါ့။နင်ကဒီတက်ပို့ပြီးလုပ်နိုင်တယ်ဆိုတာငါသိပါတယ်။ဟွန်း။နာကြကြရလေးတစ်ခုတက်ပြီးတော့နင်တို့ကဒီပြိုင်မှုကိုအနိုင်ရနိုင်မယ်လို့ထင်နေရလား။ ငါကတော့ဒီပွဲမှာဘယ်လိုပဲဖြစ်ဖြစ်အနိုင်ရတော့မှာ။ညီမကနင့်ရဲ့ဂီတသချင်းတွေအားလုံးကိုငါကပေးနှမ်းထားမှာပြီလေ။ငါကတော့ငွေတွေအားလုံးကိုသုံးပြီးတော့ငါရဲ့နောက်ခံတေးဂီတသမားတွေကိုငှားထားတာ။နင်ကငါ့ကိုအနိုင်ရနိုင်မယ်လို့ထင်နေရပေါ့။ငါလုံးနိုင်တယ်ဆိုတာငါသိပါရဲ့။ဒါဆိုရင်နင်ကနင့်ရဲ့နာချကရိယာလေးမပါဘဲနဲ့ကောလုံးနိုင်မယ်လို့ထင်လား။အနိုင်ရဲ့တင်ငယ်ချင်းကကျမရဲ့နာချကရိယာလေးကိုတန်လိုက်နဲ့ဆွဲပြီးတော့လူယူသွားလိုက်ပါရဲ့။ ျမအဲ့ဒီအချိန်မှာအမောက်တို့ရရောက်သွားသလိုခံစားလိုက်ရတယ်။ဒါပေမဲ့အီတန်ကတော့ကျမကိုလက်ဟန်ချင်နဲ့ပြပြပေးနေပါဗျ။အီတန်နဲ့မမေကကျမရဲ့နောက်မှာရှိနေတဲ့စတာကို ပြန်ပြီးတွေးကြည့်လိုက်တာနဲ့ရင်ကျမပြန်ပြီးတော့တတိယလာခဲ့တယ်။ကျမဘာမှမကြားနိုင်နေပါဘူး။စင်မော်ကိုရောက်သွားတော့လူတွေအားလုံးကလည်းကျမကိုကြည့်နေကြတယ်။ကျမသိတာကတော့အန်နာရဲ့ performance ကိုသူတို့တိတ်ကိုသဘောကျခဲ့ကြတာပါ။သူဖျော်ဖြေပြီးတော့အားလုံးကမတ်တက်တွေမှာထပြီးတော့ရောက်ကုန်ကြတာ။ ကျမလည်းပို့ပြီးတော့ရှင်းနေတုံးလာတယ်။ညာဘက်ကိုကြည့်လိုက်တော့အီတန်ရှိနေတယ်။ပြီးတော့လူချားထဲမှာလည်းကျမမိကျမကိုရက်ပြီးအားပေးနေပါဗျ။နောက်ဆုံးကျတော့ကျမလည်းအသက်ကိုပြင်းပြင်းရှူချလိုက်ပြီးတော့ကျမရဲ့လက်တွေကိုထီချီစင်ပေါ်တင်ထားလိုက်ပါဗျ။ပထမဦးဆုံးခလုတ်ကိုနှိမ့်လိုက်တာနဲ့ရင်ကျမမှာလုံးဝယူကျင်စရာကောင်းတဲ့အရာဖြစ်သွားတယ်။နားကမကြားနေရပါပဲ။တုံခါတန်ကိုတော့ကျမရဲ့လက်ကနေတဆင်ခန်းစားမိနေတာလေ။ကျမကဂီတတန်ကိုခန်းစားထိထွေနိုင်တယ်လို့ဖြစ်နေတာ။ နာကြာကရိယာမပါပင်မဲ့လေကျွန်မရဲ့လက်တွေကအယုံခံနိုင်ပြီးတော့ဂီတတန်တွေကိုကင်တွယ်နိုင်နေပါတယ်။အလုံးကဖြည်းဖြည်းချင်းမတက်ထရက်ကုန်ကြတယ်။ဗီဒီယိုရီပါရက်ကုန်ကြပြီးတော့အန်နာထပ်ပို့ပြီးတော့ကျွန်မအကောင်းဆုံးလို့ပြနိုင်ကြတာပေါ့။နောက်ဆုံးမှာတော့ပြိုင်ပွဲကို ကျွန်မအလွယ်လေးဖက်နိုင်ရသွားတယ်။အန်နာကတော့ငူပြီးတော့ပွဲထဲကနေထွက်သွားခဲ့ပါတယ်။ကျွန်မလည်းရင်းနေခဲ့ပါတယ်။အခုတော့သူကတုံးတုံးရောက်တဲ့အချိန်ကိုကျွန်မစောင့်ကြည့်ရအောင်ပါပေါ့။ဒါပေမဲ့လက်တွေမှာတော့ကျွန်မအတိတ်လောက်ထိမရက်ဆက်ပါဘူး။ သမီးလေးကို အဖေတန်တရားရှိခဲ့မိတဲ့အတွက်တောင်းပန်ပါရယ်။အဖေရှုံးခဲ့ရတယ်လို့မျိုး သမီးကိုအရှုံးတွေနဲ့မြင်းဆိုင်စေခြင်းလို့ပါ။မာရီယာကရှုံးနေသွားတယ်လို့မတွေးခဲ့ပါဘူး။သူက ရှင်းရဲ့ရွေးချက်ကိုဆက်ပြီးတော့ဖြည့်နေခဲ့တာ။သူ့ရဲ့လမ်းကြောင်းမှာလည်းအခက်ခဲတားဆီးတွေကိုအကုန်ကြပြက်ခဲ့ရလေ။ကျမတို့ကသူ့ကိုတမ်းမအောင်လို့ပြောထောင်လာခဲ့ကြတာ။ဒါကိုရှင်းကိုရလက်မိသွားခဲ့တာပဲ။ Jasmine ကလည်းကျမစီလာပြီးတောင်းပန်ခဲ့ပါရယ်။ ်အာနင့်ပေါ်ရက်ဆက်တလို့ဖြစ်သွားခဲ့ရင်တောင်းမမှာရယ်နင်ကအန်နာထပ်ပို့ပြီးတော့မိုက်တက်စရာကိုငါလက်ခံပါပြီနင်လောက်မိုက်တက်သူမရှိတော့ပါဘူးဟာငါလည်းလေးလိုမျိုးကြောက်ရွံ့တဲ့အရာကိုလုပ်ကြည့်ချင်တယ်နင်ပြစ်စင်တဲ့အိမ်မက်နာကိုလိုက်နိုင်ခဲ့တဲ့အတွက်နင်ရတကယ်ကိုမိုက်တယ်တိလားအဲ့ဒီအချိန်မှာသူတို့ရဲ့ကမိဘတယောက်ကကျမစီရောက်လာတယ်။ကျမကြားဘူးသမျှဒီချီရီထဲမှာသူကအမိုက်ဆုံးပဲ။ဒါကြောင့်ကျမတို့ရဲ့ကုမ္ပဏီနဲ့လက်တွဲလုပ်ဖို့အတွက်သူ့ကိုဖိတ်ချင်လို့ပါ။ အဆင်ပြေနေမလားမသိဘူးနော်။တမီးလေးတမီးလေးမမန်နေဂျာရှိလား။ရှိတာပေါ့။ကျမရဲ့ပထမဆုံးမန်နေဂျာလေးရဲ့ဒီမှာပါ။ဇလန်လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူလူစီကိုဇလန်ကောင်းလေးတွေဇလန်တစ်လေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်။တာယာအေဂျင့်နဲ့နေရလေးတွေကိုပန်ဆိုင်နေကြပါစီရှင်။